တော့ဒီစာအုပ်ထဲမှာလေကာလာမတ်တို့အကြောင်းပါတယ်မမရဲ့ပူပူ TV မှာလေးနိုင်ရတယ်ရှင်ဟုတ်လားဒီမှာလည်းနိုင်အောင်ကာလာမတ်တို့ခေါ်တယ်အာကာလာမတ်တော့အေးဟုတ်တယ်ဟုတ်တယ် TV ထဲမှာလာတာဘူးတကြောင်တည်ရပြောပြောပြနေဘူးလေကာလာမတ်တို့ကကာလာမတ်အွယ်ဝင်မျိုးသားတို့တင်တို့ဒီတဲ့တစ်စိတ်ကြားလို့စကားမရလဲအမှန်လို့မယူကြနိုင် ကြောင်းပြောပြခြင်းနဲ့မမေပြောပြလဲနင်းနာထောင်းကလာမတ်တုတ်ကိုမြတ်စွာဘုရားရှာဗမာဟောလဲဆိုလို့ရှိရင်ကိုတလာတိုင်းထဲမှာရှိတဲ့နိဂုံးရွာကြီးတရွာအဲ့ဒီရွာနာမည်ကတော့ကေတာမုန်တိရွာလို့ခေါ်တယ်ဟုတ်ပြီအဲ့ဒီရွာမှာမြတ်စွာဘုရားရှင်ကကလာမတ်တုတ်ကိုဟောတယ်မြတ်စွာဘုရားရှာအဲ့ဒီရွာကိုကြွလာ တိုင်းကတိုင်းသူပြည်သားတွေကမြတ်စွာဘုရားအရှင်ကိုလာရောက်ဖူးမြော်ကြတယ်။ဒါပေမဲ့သူတို့အဲ့ဒီအချိန်တုန်းကတော့သူတို့ဗုဒ္ဓဘာသာဟုတ်ခဲမတူသေးဘူး။ဟောပေါ့။ထင်ရှားတဲ့ပုဂ္ဂိုလ်လာလို့လာရောက်ဆုံတွေ့ရပဲဖြစ်လိမ့်မယ်။အော်အေးပုဂ္ဂိုလ်သူပုဂ္ဂိုလ်များလာဆိုလာတွေ့ကြတာပေါ့လေ။လာတွေ့ကြတာ။လာတွေ့ပြီးတော့မြတ်စွာဘုရားတို့ကရှောက်ကြတဲ့အရှင်ဘုရားတဲ့ဘာသာဤဂိုင်းအတီတီ တပည့်တော်မူပါကိုရောက်လာကြပါတယ်တဲ့ဟုတ်ပြီသူတို့ရောက်လာတော့တဲ့သူတို့ဘာသာကောင်းကြောင်းကိုပဲဟောပြောကြပါတယ်တဲ့တခြားဘာသာတွေကိုတော့အနှိမ့်ကွကြပါတယ်တဲ့ဒါကြောင့်တဲ့တပည့်တော်တို့ဘယ်ဟာမှန်နဲ့ဘယ်ဟာမှားလဲဆိုတာဆုံးပြဖို့ခက်နေပါတယ်ဖေဟာတဲ့ဟောမေဟုတ်တယ်လေဒီဒီခေတ်မှာလဲဟောပါတာကိုကိုရနုနုဒီပါတာကိုကိုရနုနုနဲ့ ော်လေးဘေဘာဒိုင်အခုခေတ်မှာဘေဘာဒါရဲ့အဆုံးအမကိုလိုက်လိုက်နာရမယ်မသိလို့ဘာဒါမဲ့လေးဆိုတာပေါ်လာတယ်။အော်ဟုတ်ကဲ့။ကေသမုတ်တိရွာရွာလူတွေကလည်းအဲ့လိုမျိုးအခက်ကြုံတဲ့ခါမြတ်စွာဘုရားရှင်ကိုရှောက်ကြတယ်။ မြတ်စွာဘုရားကအေးတဲ့ဟုတ်တာပေါ့တဲ့အမှန်တရားဆိုပြီးမျိုးမျိုးပြောနေကြတယ်ဆိုတော့ဘယ်ဟာမှန်တယ်လဲဘယ်ဟာမှန်တယ်လဲဆိုတာတန်ပြားဖြစ်ကြကြီးပေါ့တဲ့အော်အဲ့လိုပြီးတော့မြတ်စွာဘုရားကပြောတယ်အေးတဲ့ဒီလိုဖြစ်နေတယ်ဆိုရင်ငါပြောပြမယ်တဲ့အော်နံပါတ်၁အမှန်လို့ယူအားမဲဟာမလေးတဆစ်စကားယုံကြညာလဲအမှန်လို့မယူရနဲ့တဲ့ဘာလို့လဲဆိုတော့တဆစ်စကားတွေမှာ ဒီရစီလို့ခေါ်တယ်။ဒီရစီလို့ခေါ်။အမလေးအင်္ဂလိပ်လိုပါ။ဘာမှပန်းချေးဆရာလို့ခေါ်ရတယ်။အဲ့ဒီသစ္စကားလေးမှလည်းမှန်တာလေးရှိနိုင်တယ်လို့မှားတာလေးရှိနိုင်တယ်တဲ့မတည်ကြဘူးတဲ့။ဟုတ်ပြီ။နံပါတ်နဲ့နဲ့အစင်းလားအရာကြည့်တော့ခဲ့တဲ့ဟာဆိုပြီးတော့လည်းအမှန်လို့မယူနဲ့တဲ့။ဘာလို့လဲဆိုတော့ စင်းလာအရာကြည့်သုံးခဲ့တဲ့ဟာတွေထဲမှာမှန်တာလည်းရှိနိုင်တယ်လို့မှားတာလည်းရှိနိုင်တယ်မသေးကြဘူးမသေးကြဟုတ်ပြီနံပါတ်3တယောက်တယောက်ကလာပြီးတော့သူ့ရဲ့ report တွေကိုကိုတင်ပြရင်လည်းအမှန်လို့မယူနဲ့ဘာဘာဖြစ်လို့လဲဆိုတော့သူတင်ပြတဲ့ report တွေထဲမှာအမှန်တာလည်းရှိနိုင်တယ်လို့မှားတာလည်းရှိနိုင်တယ်မသေးကြလို့နံပါတ်4စာပစ်ချိန်ကမှာပါတယ်ဆိုပေမဲ့လည်းအမှန်လို့မယူနဲ့ဥပမာလေးဟုတ်တယ် တာတာဆာမှာပါတယ်ငါဖတ်ဘူးတဲ့မှန်တယ်စာအုပ်ထဲမှာပါတယ်လေမမှန်နိုင်ဘူးမှန်တာလေးရှိနေလုံးမလေးရှိနေနဲ့မတည်ကြဘူးဒါပေမဲ့ဖရာဟိုပိတကကျမ်းတွေကိုတော့ပြောတာမဟုတ်ဟုတ်ကဲ့ဖရာဟိုပိတကကျမ်းတွေကတော့ဖရာဟိုရတဲ့အတွက်မှန်ကန်တယ်ဟုတ်ဟုတ်နံပါတ်5 ကျိုးချောင်းစင်တင်တဲ့နီလော့ဂျစ်ကိုတောင်းပြီးတော့လည်းအမှန်လို့မယူနဲ့ဟုတ်ပါဘူးဘာဖြစ်လို့လဲဆိုတော့ကျိုးချောင်းစင်တင်တဲ့နီမှာတဲ့မှန်တာလည်းရှိနိုင်တယ်လို့မှားတာလည်းရှိနိုင်တယ်မသေးကြဘူးမသေးကြဘူးဟုတ်ပြီနံပါတ်6ဟုတ်ပြီရှာဖွေတဲ့နီလန်တစ်ခုကိုတုံးပြီးတော့လည်းအမှန်လို့မယူနဲ့။ဘာဖြစ်လို့လဲဆိုတော့ရှာဖွေတဲ့နီလန်တစ်ခုတုံးတုံးပြီးတော့အမှန်လို့ယူတာကြတယ်။မှန်တာလည်းရှိနိုင်တယ်လို့မှားတာလည်းရှိနိုင်တယ်မသေးကြဘူး။မသေးကြဘူး။ နံပါတ်ခုအချိန်လေးတစ်ခုခုကိုလေးလာတုံးတက်ပြီးတော့လေအမှန်လို့မယူနဲ့တဲ့ဥပမာအခုနေဘူးနေတယ်မိုးမရွာနိုင်ဘူးဒါမှမန်းမန်းကြီးမလည်းမှန်ပါလေမှန်နိုင်ဆိုင်လုံးမအတိထိုင်နေမတည်ကြပြီးတော့အခုပဲနေဘူးနေတာခဏနေကြမိုးတွေအုပ်ပြီးတော့မိုးတွေရွာချနေရွာချတာအော်အဲ့လိုဟုတ်ပြီ number 6 ကိုအကြိုက်နဲ့ကန့်နေတယ်ဆိုပြီးတော့လည်းအမှန်လို့မယူနဲ့။ तू ပြောတာဟုတ်တယ်ငါကြိုက်တယ်ပေါ့အဲ့လိုကိုကြိုက်တာကိုကြိုက်တာဆိုပေမဲ့လည်းမှန်တာလည်းရှိနိုင်လို့မှားတာလည်းရှိနိုင်တယ်မသေးကြဘူး။နံပါတ်9မက်တာထိုက်တယ်ဆိုုံနဲ့လဲတဲ့အမှန်လို့မယူနဲ့တဲ့။ तू ပြောတာဟုတ်တယ်ယုံကြည်ရှိတယ်မက်တာထိုက်တယ်ပေါ့။ဒါပေမဲ့အဲ့ဒီမက်တာထိုက်တယ်ဆိုုံထဲမှာလည်း မှန်တာလည်းရှိနိုင်တယ်လို့မှားတာလည်းရှိနိုင်တယ်မသေးကြဘူးနံပါတ်30ဆရာဆွေးနဲ့လည်းအမှန်လို့မယူနဲ့ဒါငါဆရာစကားလေးစားထိုက်တယ်ဆရာစကားလေးရတဲ့ဆိုပြီးတော့ဒေဝဒတ်တို့ဟူတာတို့အင်ဂူဒီမာယာတို့ကိုကြည်လိုက်ပေါ့ဆရာစကားဆိုပေမဲ့လည်းမှန်တာလည်းရှိနိုင်တယ်လို့မှားတာလည်းရှိနိုင်တယ်မသေးကြဘူးပြီးတော့လည်း 北路送票也没来着咯，过完年那送票也没来，过完年那送票也没出了，北路送票也没来着咯。太苦了，江东路过来一段呢，七千几东来爬嘞，太苦没江浦路过来一段呢，七千北票不来爬嘞，而且人没来爬嘞。啊，多少天以好了？不能吃了了，三只，三只，三只了，不得吃了。 10ချက်မမေ10ချက်ဟုတ်ပြီအဲ့ဒါဆိုတော့အခုပပိုးကလည်းနှုတ်ရအများကြီးနဲ့ကြောင်းနေတော့တငယ်ချင်းတွေအများကြီးရသွားပြီဟုတ်ရတာအဲ့မှာပိုးကလာမှတော့မေဆုံးငယ်ခဲ့အစ်တရားအောင်တာတာနာဟာသူများပြောတာအမှန်လို့မယူဆလို့မရအောင်နော်အခုဆိုပိုးသိသွားရင်ဟောကြားမှနေတော့တငယ်ချင်းတွေကဘယ်သူကအမှန်ပြောလဲအမှားပြောလဲဆိုပိုးလေးလာလို့တတ်သွားလေးလာလို့တန့်သွားတယ်မေမေသူတကယ်ကြီးနေဆိုလေသူတို့အမှန်ပြရတယ်လို့ပြောတာ တလားမေးကြည့်လိုက်တော့မဟုတ်တာကြီးလည်းရှိတယ်ဟုတ်တာကြီးလည်းရှိတယ်အဲအဲ့လိုမျိုးပါနော်မျိုးပြောချင်တာပြောကြအဲ့ဒါမှကိုကညံနေစဉ်းစားဆင်ခြင်ရမယ်နော်ဟုတ်အဲ့လိုဖေဟောခဲ့လို့မကလာမှာတော့ပို့ကြရလားအဲ့ဒါအဲ့လိုပို့လိုက်ပါပဲဖြစ်တရားစဉ်းစားဆင်ခြင်ရမယ်နော်ဟုတ်ကဲ့မမညာပြောလိုက်မယုံရအောင်နော်ဟုတ်ကောင်းနော်ဒီတရားလေးဟုတ်